အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စက်သားဇင်ရောပဲဖြစ်ပါတယ်2025ခုနှစ်မတ်လ20ရက်ညနေပိုင်းစီရေးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြသွားမှာပဲဖြစ်ပါတယ်ရန်ကုန်မှာဝူရစေဝါမိတဲ့ကိစ္စကို AA နဲ့ UWSA ဆိုပြီးစကားစဘက်ကနေပုတ်ခတ်ထိုးချလာပါတယ်ဒါဟာစကားစရဲ့လုံရိုးလုံစင်တစ်ခုသာဖြစ်ပါတယ် AA ဘက်ကမဟုတ်မှန်ကြောင်းချက်ချင်းစာထုတ်တုံ့ပြန်တယ်လို့ UWSA ကလည်းမဟုတ်ဘူးလို့ ရင်းစုထားပါတယ်စကားစကိုမူရစေဝါနဲ့ပတ်သက်ပြီးမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဆောင်မြင့်မောင်လက်ထက်မှာဖမ်းဆီးရမိခဲ့တာရှိပါတယ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နန်းတွင်တဲ့ကစစ်ဦးစီးမှုတွေကဖြန့်ဖြူးနေတယ်ဆိုတာကိုပါပေါ်ထုတ်အရေးယူခံလိုက်ရပါတယ်မဟာလာနဲ့ဗိုလ်ချုပ်တတအချက်တော်ဗျံဗျံကွဲပါတယ်အဲ့ဒီလိုနဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်အရှိမြောက်တိုင်းစစ်ဌာနချုပ်အရှိအလဲပိုင်းတိုင်းစစ်ဌာနချုပ် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့သတိကံဒေတာတိုင်းစစ်ဌာနချုပ်ကစစ်ဘိုလ်ကြီးများစီးစစ်ကြရပါတယ်။ရဲတော်မတိတိတော်ငရဲမလားဆိုတဲ့စစ်ဘိုလ်ကြီးများသေးမပေါက်ရဲလောက်အောင်ကြောက်လန့်သွားကြပါတယ်။စစ်ဘိုလ်ချုပ်ကြီးများကလည်းအချက်ပြေလူချင်းအောင်လုံးဝခွင့်မလုပ်ဘူး။နှိအကန့်အသတ်မရှိပြစ်ဒဏ်ဆိုပြီးကြီးညာပြစ်လိုက်တာဆိုတော့သွေးပြက်ကုန်ကြတာပေါ့ဗျာ။အဲ့ဒီမှာစစ်ဘိုလ်ကြီးများစီဗလင်းချင်းလဲတာစားရည်သေးသေးလေးတွေလုပ်ပြီးစီဗလင်းတွေကိုပြန်ထည့်တာမျိုးတွေအထိ ရှုပ်ချက်ခတ်သွားကြရပါတယ်။ဒါအပြင်စစ်ဆေးရုံတွေမှာစီပလင်းဈေးွက်တွေလည်းတူတူတိတ်တိတ်ဈေးွက်ငယ်လေးတွေတော်မဟုတ်ချင်းပေါ်ပေါက်သွားလိုက်ပါသေးတယ်။စေယုံချုပ်မှာဆိုရင်စပင်းတွေပါတွေ surprise chest လုပ်တယ်လို့ဆိုပါတယ်။စီးဆေးရလတ်တွေကိုတော့တရားဝင်မှထုတ်ပြန်ပါဘူး။တချို့ရဲ့နှုတ်ထွက်မှတ်ချက်ကရှိသေးတော့အခုချိန်ကစပြီးသုံးတာရောင်းတာလုံးဝမလုပ်စေနဲ့ဆိုပြီးရှင်းချလိုက်ရပါတော့တယ်။တကယ်တမ်းသာ အရေးယူမယ်ဆိုရင်အလံတိုင်းပဲကြံမဲ့အနေအထားရှိပါတယ်။နောက်ကျုံရင်လူမောင်ကိုကိုင်းဆိုပြီးနာမည်ကြီးခဲ့တဲ့ဘဟုတိုင်းသကုံးမျိုးအခြေဆိုင်တမခုခုလက်အောက်ခံရန်လုံးအခြေဆိုင်တပ်တွေအကြောင်းပြောပြပါအောင်မယ်ခင်ဗျာ။လွန်ခဲ့တဲ့ရက်ပိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေဖြစ်ပါတယ်။နေပြည်တော်တပ်နယ်တွေကတပ်ဖက်ကလိုပဲအကြံဉာဏ်ပြောပြရတယ်။အမျိုးသမီးတပ်ချက်ကြီးစီးတယောက်ကိုဖြတ်ခွင့်ပေးလိုက်ပါတယ်။အเจ้าရောင်ကိုတော့ဖုတ်ဖိထားကြပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေစီကိုချိတ်ဆက်ဆက်သွယ်ပြီးခဲယမ်းတဲ့ချက်ဝတ်စာတွေရောင်းချတယ်ဆိုပြီးတန်လျရရှိလို့ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ AR Rita ရေကြီးမြို့ညောင်ဆန်းမြောက်တပ်ဝင်းကျင်တိုက်ပွဲပြင်းထန်နေတာတော့အားလုံးသိပြီးဖြစ်ပါတယ်။အမှတ်344အမြောက်တပ်ရင်းနဲ့မလန်မကန်းမှာတီတာကုန်းမြင်ရွာရှိပြီးရဲစခန်းတစ်ခုလည်းရှိပါတယ်။ပြီးခဲ့တဲ့လတုန်းကတီတာနန်းနှန်းရှိ ချောင်းထဲမှာရဲတပ်သား၃ဦးရေနစ်တေဆုံးအပြီးမှာပဲစီရာနန်နန်းအပေါ်ရှင်ကြည်မှုတွေပုံမှုတိုးပွားလာကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကလည်းအမှတ်344အမြောက်တိုက်ရင်ထဲမှာ120မမအမြောက်ပြစ်ခတ်ဆင်မှာပြောင်းလဲပောက်ကွဲမှုဖြစ်ပြီးနှစ်ယောက်မက်ဆီကဒီစစ်မော်တော်ရင်တစည်းလဲမိလောင်ပျက်စီးခဲ့ပါတယ်။ဒါကိုဒေသခံတွေကတီရာနန်နန်းကဆုံးမထားတာလို့အယူရှိကြပါတယ်။ အခုတော့တီတာနှက်ဝင်ပူပြီးအေးလာမတိုက်စေချင်ဖျောင်းနိုင်ဆက်တံထုံပြီးပူတော်ရမယ်ဆိုလို့ဖျောင်းနိုင်တွေရောင်းမလောက်ဖြစ်နေကြပါတယ်ရဲစခန်းတစ်ခုလုံးနဲ့ဒေသခံလော်ဘီတွေစောစောစီးစီးသတင်းကြွနေကြပါဘူးနောက်ဆုံးအခြေအနေကတော့အမှတ်344အမြောက်တိုက်ရင်တွေကနေလက်နဲ့ကြီးနဲ့ပြစ်ခတ်နေသလိုတိုက်ခတ်ရေးရဟတ်ရေးတွေနဲ့လည်းပြစ်ကူပေးနေရဆဲဖြစ်ပါတယ်ရင်းနေတာမျိုးနဲ့ဝက်ကုန်းရွာပဲဖြစ်စင်မှာတော့စကားစဘက်ကအထိကိအကြဆုံးညားနေပါတယ် ငကယ်ချစ်တောင်နဲ့လက်ပံပင်ကြားကဆင်းဆိုင်ခင်းတဲ့ကိုလက်နဲ့ဒီနှလုံးကြားရောက်ပေါက်ွက်ပြီးမိလောင်ကျွမ်းရဲ့ရှိနေပါတယ်ငကယ်ချစ်တောင်ကနေစောပြာဇကိုက်ရွာပဲအထိပသိမ်ပုံရွာလမ်းပေါ်မှာခတ်စိတ်စိတ်တက်ဖြန့်နေရာယူထားကြပါတယ်ဇခိုင်ရိုးမအဆက်ညောင်အိုင်ရွာမှာလက်နဲ့ဒီစခန်းအခြေပြုတက်ဆွဲထားပါတယ်အဲ့ဒီမြောက်ဆန်းခွင်ကတော့အားရစရာအခြေအနေလို့ပြောရမှာဖြစ်ပါတယ်အေးနဲ့ဖူပေါင်းတက်တွေ တယောက်ကိုနှစ်လက်ကင်ပြီးတိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။မြောက်ဆန်းအမှတ်344အမြောက်တိုက်ရင်နဲ့စာပေါင်းခြေဆိုင်အမှတ်308ခြေပြန်တိုက်ရင်ကိုသာရခဲ့ပြီးဖြစ်ပါမယ်။ပတိန်လေတန်းနဲ့တိုက်စစ်ဌာနချုပ်နားပြအောင်အေးရမှာမဟုတ်တော့မှာမဟုတ်တော့ဘူးဆိုတာလုံးဝတေချာပေါက်ဖြစ်ပါတယ်။ကရင်ဒီဖားဆောင်နယ်မြေကန်တပ်ရင်းတွေဖြစ်တဲ့အမှတ်134ခြေပြန်တိုက်ရင်နဲ့အမှတ်135ခြေပြန်တိုက်ရင် လေရင်မော်ကနေစိတ်ခါခဲရန်ဆဲဝါးကြီးချပေးနေပါတယ်။ဒီနှစ်တိုက်ရဲ့အခြေအနေကတော့အင်အားလည်းမဖြစ်တင်းနိုင်တဲ့အပြင်ဒဏ်ရလူနာတွေကိုဖိရောက်တဲ့ဆဲဝါးကုသမှုမလုပ်ပေးနိုင်လို့စိတ်သက်ကြဆင်းလေးရရှိပါတယ်။လက်နက်ကြီးပြစ်ခတ်မှုရှိပါတယ်။ဘေဘက်ကပြစ်ခတ်တာလဲဆိုတော့စီစက်နေသေးတာဖြစ်ပါတယ်။စိတ်ခါပစ္စည်း89ထုပ်ဒီဇယ်2ထုပ်မချောက်ကြော်2ထုပ်နဲ့သက်တာပစ္စည်း2ထုပ်ချသွားပေးပါတယ်။ပင်လေသာငဏီလူခေါင်းမဖြတ်လေးတွေစားပြီး တလားလောက်မှန်တက်နေကြအောင်ပါဗောချင်းပြည်နယ်ဖလန်းခြေဆိုင်အမှတ်268ခြေလင်းတက်ရင်ကတော့အစင်လာကိုဖြစ်လို့နေပါ ਈ တက်ရမှုလဲကြတယ်ဒုတက်ရမှုအောင်တီဟာလဲမဆိတ်ကြတယ်သူ့အရင်ကသူ့ရှေ့ကဒုတက်ရမှုဖိမ့်သူလုံးကလဲမွန်းမွန်းငါဖြစ်ခဲ့ပါသေးတယ်စစ်ကူလိုက်လာတဲ့ခြေတန်းအမှတ်397ခြေလင်းတက်ရင်ကတက်ရမှုမင်းခန့်အောင်နဲ့ဒုတက်ရမှုကိုလဲအချုပ်ထဲထည့်ထားတယ်ဆိုတော့ အမှတ်268ချင်းလင်းတိုက်ရင်ထဲမှာတိုက်ရင်မှုအဆင့်ထက်ကြီးလူတယောက်ကိုကဲနေတာဖြစ်ပါလိမ့်မယ်။ဇမန်လေးကနထိုးကြီးအញ្ញံလန်းဖြစ်စင်မှာမော်တော်ယာဉ်ကိုကြည်စံရှစ်ချက်ထိမှန်ပြီးလှချွေတို့ကံကောင်းထောင်းမှန်စွာနဲ့အထီးကိမ့်မရှိထွက်ပြေးသွားကြပါလေ။ပြစ်ထားတဲ့ပြေးတဲ့ပြစ်ပြေးရဲ့ခြေချောင်းပါခင်ဗျာ။စလည်းဆုံးနားထောင်ပြည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်။ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပြီး notification လေးယူထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာ။